တရားအထုတ်နိုင်ရဖို့ရန်တွေ့ထိုင်မုံထိုင်ဤဣရိယာပုတ္တကိုမိမိတို့စိတ်တိုင်းကြပြုပြင်ကြရအောင်တရားအထုတ်တော်မယ်ဆိုရင် ထိုင်မုံထိုင်ဤကိုစိတ်တိုင်းကြပြုပြင်ပါဘလို့ပဲထိုင်ထိုင်တည်တည်ချာချာအထိုင်ကြအောင် ထိုင်ဖို့တာလျင်အရေးကြီးပါတယ်မိမိတို့ထိုင်တတ်သလို့ အထိုင်ကြအောင်တည်တည်ချာချာကြကြနာနာထိုင်ပေးလိုက်ထိုင်ထားတာစိတ်တိုင်းကြပြီဆိုရင်တော့ဓမ္မာရီမရသေးဘူးဆိုရင်ဓမ္မာရီထူတော်မိမိကိုကိုမိမိဓမ္မာရီတွေလုံလောက်ပြီလို့ယူဆရင်ခန္ဓာဉာဏ်ဆိုင်ပြီးတော့ရှုမှတ်ပွားများအထုတ်ပါ ခန္ဓာညာဆိုင်ပြီးတော့ရှုမှတ်ပွားများအားထုတ်တဲ့အခါမှာမိမိရဲ့ခန္ဓာသဘောတရားတွေကိုကံမျက်လုံးကလေးပိတ်ဉာဏ်မျက်လုံးကလေးဖွင့်ကြည့်ရင်ကောင်းကောင်းကြီးသိလာလိမ့်မယ်ခန္ဓာသဘောတရားတွေကိုသိဖို့ရအတွက်ကံမျက်လုံးနဲ့ကြည့်လို့တော့မမြင်နိုင်ဘူးဉာဏ်မျက်လုံးနဲ့ကြည့်မှသာလျှင်မြင်နိုင်ကြတယ် ကံမျက်လုံးကလေးပိတ်ဉာဏ်မျက်လုံးကလေးဖွင့်ကြည့်မယ်ဆိုရင်မိမိရဲ့တန်တန်မှာပေါ်လာတဲ့အာယုံမှန်သမျှကိုထင်ထင်ရှားရှားတွေ့မြင်လာလိမ့်မယ်တမာရီရရှိပြီးသားယောဂီတော်စင်ဒီအနည်းနဲ့ခန္ဓာပဲဉာဏ်လှည့်ပြီးတော့ကြည်လိုက်တဲ့အခါမှာခန္ဓာကြီးကဘူကနေဆိုပြီးတော့ဖောက်ပြန်တယ် တီးပြီးတော့လေဖောက်ပြန်လေနာကျင်ကြိုက်ခဲပြီးတော့လေဖောက်ပြန်လေပူပြီးတော့ဖောက်ပြန်လာတဲ့သဘောတရားကိုတည်တည်ချာချာစဉ်းရင်းကြည့်မယ်ဆိုရင်ပူရေဆိုတာဖောက်ပြန်တာပဲအဲ့ဒီဖောက်ပြန်တဲ့ယုတ်တရားကအဲ့ဒီမှာပဲဖြစ်ပြီးတော့အဲ့ဒီပူတဲ့နေရာမှာပဲဖြစ်ပူတဲ့နေရာမှာပဲပြက်သွားပြီးပူတဲ့နေရာမှာပဲဖြစ်ပြီးတော့ပြက်သွားပြီးတဲ့ နောက်ထပ်တဏီယာထပ်ပြီးတော့လိုက်မလာတော့ဘူးနောက်ထပ်တဏီယာမှာထပ်ပြီးတော့ဖြစ်တာသည်အတိတ်ယုတ်တရားတွေထပ်ပြီးတော့ဖြစ်နေတာပူတဲ့နေရာမှာဖြစ်တဲ့ယုတ်တရားက ပူတဲ့နေရာမှာပဲပြက်သွားပြီအေးတဲ့နေရာမှာ ဖြစ်တဲ့ယုတ်ကအေးတဲ့နေရာမှာပဲပြက်သွားပြီဖြစ်တယ်ပြက်တယ်ဖြစ်တယ်ပြက်တယ် နာတဲ့နေရာမှာဖြစ်တဲ့ယုတ်တရားကလည်းပဲနာတဲ့နေရာမှာပဲပြက်သွားပြီအဲဒီလိုဖြစ်ပြီးတော့ပျက်စီးတဲ့သဘောတရားကိုဉာဏ်မျက်လုံးကလေးနဲ့တည်တည်ချာချာစူးစိုက်ကြည့်တည်တည်ချာချာကြည့်ရင်ဩပြက်သွားပြန်ပြီပြက်သွားပြန်ပြီပြက်သွားပြန်ပြီဆိုပြီးတော့ပြက်ပြက်သွားတဲ့သဘောတရားတွေကိုရှင်းရှင်းလင်းလင်းမြင်လာလိမ့်မယ် အဲ့ဒီလိုပြည့်သွားတဲ့သဘောတရားတွေကိုရှင်းရှင်းလင်းလင်းမြင်ရအောင်တတိအာကောင်းကောင်းဝရိယအာကောင်းကောင်းဉာဏ်အာကောင်းကောင်းနဲ့ကြည့်ဘူရေသဘောတရားကလည်းအဲ့ဒီနေရာမှာပဲဖြစ်ပြီးတော့အဲ့ဒီနေရာပြည့်သွားပြီးဦးသဘောလေးဖြစ်ပြီးတာနဲ့ပြည့်သွားပြီးဒီထဲမှာငါလည်းမပါဘူးသူလည်းမပါဘူးယောက်ျားမိန်းမမပါဘူးပုဂ္ဂိုလ်တ attva မပါဘူးသဘောလေးတွေဖြစ် သဘောလေးတွေပြည့် အေးတဲ့သဘောတရားပေါ်မှာအေးတဲ့သဘောတရားလေးဖြစ်ပေါ်လာတဲ့အခါမှာလည်းပဲအေးတဲ့သဘောလေးအဲ့ဒီမှာပဲဖြစ်အဲ့ဒီနေရာမှာပဲပြတ်သွားပြီသဘောလေးဖြစ်ပြီးတော့ပြတ်သွားပြီအဲ့ဒီဖြစ်ပြီးတော့ပြတ်သွားတဲ့အထဲမှာငါလည်းမပါဘူး၊သူလည်းမပါဘူး၊ယောက်ျားမိန်းမတွေလည်းမပါဘူးပုဂ္ဂိုလ်တ attva တွေဆိုတာလည်းမပါဘူးသဘောလေးတွေဖြစ် သဘောလေးတွေပြတ်သဘောလေးတွေဖြစ် သဘောလေးတွေပြတ် သဘောလေးတွေဖြစ်ပြီးတော့သဘောလေးတွေပြည့်နေတယ်လို့သိရင်ပုဂ္ဂိုလ်လည်းမပါဘူးတတ္တဝါလည်းမပါဘူးယောက်ျားမိန်းမတွေဆိုတာလည်းမပါဘူးလို့ဒီလိုသိရင်တက္ကာယဒိဋ္ဌိစင်ဒီယုတ်တရားတွေနန္တရားတွေပြည့်ပြည့်သွားတာကို တွေ့ရင်တတ္တဒဒိဋ္ဌိစင်ယုတ်တရားတွေနဲ့နန္တရားတွေပြည့်ပြည့်သွားတာကို မြင်ရင်တတ္တဒဒိဋ္ဌိစင် မပြစ်တော်ဘူးခိုင်နေမြဲတယ်လို့ယူဆထားတဲ့တတ္တရာဒိဋ္ဌိစင်နဲ့ယုတ်တရားနဲ့နန္တရားတွေပြက်သွားတာကို တွေ့မြင်လိုက်တာနဲ့ပြက်သွားပြန်ပြီပြက်သွားပြန်ပြီဆိုတော့မပြစ်တော်ဘူးခိုင်နေမြဲတယ်လို့ယူဆတဲ့တတ္တရာဒိဋ္ဌိစင်ပြီနောက်ထပ်အတိတ်တွေထပ်ထပ်ပြီးတော့အစာထိုးတာကိုတွေ့တယ်ဆိုရင်ဥစ္စေရဒိဋ္ဌိစင်ပြီး နောက်ထပ်အတ္တိထပ်ထပ်ပြီးတော့ဖြစ်တယ်ဒီဘဝနဲ့ဒီဘဝဒီမြာပဲနောက်ထပ်ထပ်ပြီးတော့မဖြစ်တော့ဘူးခန္ဓာ၅ပါးယုံနံ၅ပါးသည်ဖြစ်ပြီးတာနဲ့ပြတ်သွားပြီးနောက်ထပ်ထပ်ပြီးတော့မဖြစ်တော့ဘူးနောက်ထပ်ထပ်ပြီးတော့ဖြစ်เสียအကြောင်းမရှိဘူးလို့ဒီဘဝဒီမြာပဲလို့ယူဆထားတဲ့ဥစေရဒိဋ္ဌိ အဖြစ်မြင်တာနဲ့အုပ်စေတာဒိဋ္ဌိစင်လေယုတ်တရားနဲ့တရားတို့ရဲ့အဖြစ်သဘောမြင်ရင်အုပ်စေတာဒိဋ္ဌိစင်လေထပ်မဖြစ်ဘူးလို့ယူဆတဲအု်စေတာဒိဋ္စင်လေအပြစ်ကိုမြင်ရင်တတတဒိဋ္ဌိစင်လေယုတ်တရားနဲ့တရားတို့ရဲ့အဖြစ်မြင်ရင်အုပ်စေတာဒိဋ္ဌိစင်အပြစ်မြင်ရင်တတတဒိဋ္ဌိစင်ပုဂ္ဂိုလ်မပါဘူးတတ္တဝါမပါဘူး ယောက်ျားမိန်းမဆိုတာလည်းပဲမပါဘူးသဘောလေးတွေဖြစ်သဘောလေးတွေပြည့်ဆိုရင်သက္ကာယဒိဋ္ဌိစင်ခန္ဓာကိုယ်ခန္ဓာလို့မြင်တာနဲ့သက္ကာယဒိဋ္ဌိစင်သွားပြီအဲ့ဒီလိုသင်ယူပြီးတော့နာယူမှတ်သားပြီးတော့ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်မယ်ဆိုရင်သက္ကာယဒိဋ္ဌိဖြုတ်ပြီးတော့ရှုမှတ်ပွားများအားထုတ်တာဖြစ်လို့ ဘလဝဝိပဿနာလို့ဒီလိုခေါ်တယ်အသိဉာဏ်ဤအဖြင့်တက္ကရာဒိဋ္ဌိတွေဖြုတ်ပြီးတော့ရှုမှတ်ပွားများအာထုတ်တယ်ဆိုရင်တက္ကရာဒိဋ္ဌိကိုအသိဉာဏ်နဲ့ခွာပြီးတော့ကြိုးစားအာထုတ်ရင်ဘလဝဝိပဿနာဖြစ်တယ်ဘလဝဆိုတာအာကြီးတာဘလဝဝိပဿနာဆိုတာအာကြီးတဲ့ဝိပဿနာ အာကြည်တဲ့ဝိပဿနာတရားအလုံးအာထုံးမှနိဗ္ဗာန်ရောက်မှာအာကြည်တဲ့ဝိပဿနာအလုံးအာထုံးရင်နိဗ္ဗာန်ရောက်နိုင်တယ်တက္ကာယဒိဋ္ဌိတန်လင်းတဲ့ငါတော့ဖြစ်ပြန်ပြီငါတော့ပြည့်ပြန်ပြီဆိုပြီးတော့ရှုမှတ်မယ်ပွားများမယ်အာထုံးမယ်ဆိုရင်ဒုပ္ပလဝိပဿနာအာနေတဲ့ဝိပဿနာ အာနေရဝိပဿနာဆိုတာဘလောက်ထီအောင်အာနေတယ်လေနိဗ္ဗာန်ကိုပို့မပေးနိုင်ဘူးတက္ကရာဒိဋ္ဌိတန်လန်းတဲ့ရှုမှတ်ပွားများအားထုတ်တဲ့ဝိပဿနာကိုဒုဗလဝိပဿနာအာနေရဝိပဿနာအာနေရဝိပဿနာတရားအလုပ်ဒီကိုကြိုးစားပြီးတော့အားထုတ်ကြမယ်ဆိုရင်နိဗ္ဗာန်တော့မရောက်ဘူးကုသိုလ်တော့ရမယ်တက္ကရာဒိဋ္ဌိမပြုတ်ဖဲနဲ့ အသိဉာဏ်ဤအဖြင့်တက္ကရာဒိဋ္ဌိဖြုတ်ရကောင်းမှမသိလို့ဖြစ်စီမပြုတ်ဖဲနဲ့ဖြစ်စီတရားအလုံးတွေကိုကြိုးစားပြီးတော့အာထုတ်နေမယ်တက္ကရာဒိဋ္ဌိတန်လန်းနဲ့အာထုတ်နေမယ်ဆိုရင်အာနေတဲ့ဝိပဿနာအာနေတဲ့ဝိပဿနာအလုံးအာထုတ်ရင်ကုသိုလ်ရောရတဲ့နိဗ္ဗာန်တော့မရဘူးတက္ကရာဒိဋ္ဌိဖြုတ်ပြီးတော့မှကြိုးစားအာထုတ်တဲ့ဝိပဿနာမှ အာကြီးတဲ့ဝိပဿနာ အဲဒီလိုအားကြီးတဲ့ဝိပဿနာတရားအလုပ်တွေအထုံးမှနိဗ္ဗာန်ရောက်နိုင်တယ်တတိမလွတ်ပါစီနဲ့ဝိရိယတွေမလျော့ပါစီနဲ့ခန္ဓာမဉာဏ်ကလေးဆိုင်ပြီးတော့ရတဲ့ချိန်ကလေးကြိုကြိုစားစားရှုမှတ်ပွားများအထုတ်သွားမယ်ဆိုရင်ခန္ဓာပေါ်ဉာဏ်ရောက်ပြီးတော့တရားဥတရားမြတ်တွေရသွားနိုင်ပါတယ် ပူတဲ့သဘောလေးပြက်သွားပြီအေးတဲ့သဘောလေးပြက်သွားပြီနားတဲ့သဘောလေးပြက်သွားပြီသဘောလေးဒီပေါ်သဘောလေးဒီပြောက်သဘောလေးဒီဖြစ်သဘောလေးဒီပြက်ဒီထဲမှာပုဂ္ဂိုလ်တ attva ငါသူတော်ဘာယောက်ျမိမမပါဘူးသဘောလေးဒီဖြစ်သဘောလေးဒီပြက်နေတာပဲလို့မြင်အောင်ကြည့်အဲဒီလိုမြင်ပြီးဆိုတာနဲ့သဘောလေးဒီဖြစ်ပြီးသဘောလေးဒီပြက်နေတာကဒုက္ခသစ္စာ မြင်းနဲ့ညံကမကသစ္စာသီရာကတမှုရိယသစ္စာ နောင်ခန္ဓာမလာရာကនិရောဓသစ္စာလို့និရောဓသစ္စာကိုမျက်မှောက်ပြုခြင်းရင်တော့ဘလဝဝိပဿနာဖြစ်အောင်ကြိုးစားအားကြီးတဲ့ဝိပဿနာဖြစ်အောင်လို့အားကြီးတဲ့ဝိပဿနာဖြစ်အောင်ကြိုးစားအားထုတ်မှသာလျှင်និရောဓသစ္စာကိုစိုက်နိုင်ကြတယ် တတိမလွတ်ပါစေနဲ့အချိန်ရှိကန်လုံလာဆိုင်လာသားတော်ပိုင်ငင်ဆိုသလိုအရှိနဲ့အတိကြိုက်အောင်ကြိုးကြိုးစားစားရှုမှတ်ပွားများအားထုတ်တော်မူကြပါကုန်လောယောဂီပေါင်းတို့တော်ကောင်းတို့